အင်းများကမနက်9နာရီထိုးနေတာကိုတွေ့လိုက်ရပါတယ်။သူကအစောကြီးထပြီးဈေးသွားဖို့ဆန်တဲ့ပြန်လိုက်ပါတယ်။ထပြီလားအင်းများ။ထပြီ။ပြီးတော့နားထောင်ပါအောင်။ကျွန်မဟင်းသီးဟရက်တွေဝယ်ဖို့ဈေးသွားလိုက်အောင်မယ်။ရှင်ဖိုးလောက်ပြောလိုက်။သူနွားနှုတ်နဲ့ပေါင်မုံနဲ့ယူလာလိုက်မယ်။နှုတ်နဲ့ပေါင်မုံစားပြီးမှပဲဈေးတောင်းနော်။အေးပါတောက်လိုက်မယ်။မင်းလည်းကယူတဆိုင်နဲ့သွားနော်။အင်းမရဲ့ယောက်ျားစီရာကကျမ်းမရေမကောင်းပါဘူးအဲ့ဒီအတွက်ကြောင့်အိမ်သုံးစိတ်တွေအတွက် အေးမြကဟင်းရွက်တွေရောင်းတဲ့အလုပ်ကိုလုပ်ပါတယ်။အေးမြကလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုဝယ်လာပါတယ်။ပြီးတော့ဈေးမှာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်ရောင်းတဲ့လဲကိုဖွင့်လိုက်ပါတယ်။ဝယ်သူတွေအားလုံးကအေးမြဈေးကြီးထက်ကနေလက်ဆက်တဲ့ဟင်းသီးဟင်းရွက်ကိုဝယ်လာတယ်ဆိုတာကိုသိကြပါတယ်။အဲဒါကြောင့်မနက်စောစောအေးမြရဲ့လဲနာမှာဟင်းသီးဟင်းရွက်တွေဝယ်ဖို့အတွက်ဝယ်သူတွေကစုအောင်လာကြပါတယ်။အာလူတပိတ်တာကျက်သူနီကန်းချင်သီးနဲ့ကြိုင်ဟင်းခါသီးနှစ်ထောင်ဖိုးနဲ့ရုံးပရိတ်သီးနှစ်ထောင်ဖိုးပါထည့်ပေးလိုက်ပါ။ တခွားသီးနှစ်ထောင်ပို့လောက်ထည့်ပေးပါလား။ဟောက်ဟောက်အခုထည့်ပေးမယ်နော်။အဲ့ဒီချိန်မှာမျိုးသမီးတယောက်ကအေးမြစီကိုရောက်လာပါတယ်။အဲ့ဒီမျိုးသမီးရဲ့နာမည်က Twitter ပါ။ Twitter ကကိုဝန်တဲ့ဖြစ်ပြီးမနှက်စောစောလမ်းလျှောက်ထွက်တာပါ။ Twitter ကအေးမြစီကနေလက်ဆက်တဲ့အသီးရွက်တွေဝယ်ပြီးတော့မှအိမ်ကိုပြန်တဲ့အလေးချင်းရှိပါတယ်။အေးမြရေငါနေ့ကိုတက်သီးစိမ့်တွေမာထားတယ်လေယူလာလား။ဟောက်ဟောက်အမ Twitter ရေအမရဲ့တက်သီးစိမ့်တွေကိုညီမအစတရားခွဲပြီးထားထားတယ်။ ဒီမှာကြည့်လက်ဆက်တဲ့တက်သီးဆိုင်တွေ။အိုးမိုက်လိုက်တာ။ဒီတက်သီးဆိုင်နဲ့ကြည့်ပြီးတော့ငါ့ပါဆက်ကတရေတွေတောင်ရှိုးလာပြီ။ဘာပဲပြောပြောမနဲ့စောစောလက်ဆက်တဲ့အသီးရွက်တွေအနှံ့လေးတခြားအနှံ့တွေနဲ့မတူဘူး။အဲ့ဒီအနှံ့ကလည်းတစ်စည်းလုံးမှာမှနေရလှဲမှာပဲရတယ်။နေရမနဲ့စောစောပင်ပင်ပမှန်ကြီးနဲ့ဈေးကြီးကနေလက်ဆက်တဲ့အသီးနှံတွေကိုဝယ်ပြီးတော့လာတယ်လို့ငါထင်တယ်။နင်ပဲချင်းထလည်းအညအမတွေ့တာရေညီမညဆိုနောက်ကြမှအိတ်တယ်။ပြီးတော့အမလည်းသိရတဲ့အတိုင်းပဲ။ကျမယောက်ျားနေမကောင်းလေ ဲ့တော့အိမ်မူကိစ္စတွေအကုန်လုံးလည်းကြည်ရတယ်ပြီးတော့မနေ့စောကြီး9နိုင်ထားပြီးတော့ဈေးကြီးကိုသွားတယ်အဲ့ဒီနောက်အိမ်မပြန်တော့ပဲတီယိုဘက်တန်းလာလိုက်တယ်ပြီးတော့လဲဟုတ်အစင်းသင်းပြင်းတယ်နောက်ထပ်ဟင်းသင်းဟိရွက်တွေရောလိုချင်လားညီမထည့်ပေးရမလားပြီးတော့ဒီနေ့အမတယောက်ထဲလာတာလားနေ့တိုင်းဆိုရင်အမနဲ့တူတူအကိုဟင်းထက်ကလည်းပါတယ်လေအေးဟုတ်တယ်ဟင်းထက်ကရက်အနေငယ်တော့အတွက်ရုံးကိစ္စနဲ့အပြင်ထွက်လိုက်ရလို့လေသူလာမဲလို့တော့ပြောတယ်တန်နဲ့ငါအမေကိုလည်းခေါ်လိုက်တယ်လေအိမ်မတယောက်ထဲဖြစ်နေစိတ်မပါဘူး ီလိုလောက်ပါလားငါနေ့ကိုဟင်းသီးဟင်းရွက်တွေပြောသွားလိုက်မယ်နေအမြဲတမ်းငါအိမ်မှာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုလာပို့ပေးနိုင်မလားငါအခုလမ်းလည်းမလျှောက်နိုင်တော့ဘူးလေမွေးရမယ့်အချိန်ကနီးနေပြီဟောဟောအမစိတ်မပူပါနဲ့အမတွေ့တိုင်းရေညီမနေ့တန်းလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုအမရဲ့အိမ်ကိုအရောက်ပို့ပေးပါမယ်ဒီအချိန်နေမှာအမကိုကိုကိုပဲကယူဆိုင်ပါပြီးတော့တခုခုလိုအပ်တယ်ဆိုရင်ညီမလေးကိုပြောညီမယူလာပေးပါမယ်ညီမဈေးကြီးကိုတော်တော်နေကြလေကြီးစုတင်มาတဲ့အေးမြရဲ့ ။နောက်မဆိုအခုခေတ်မှာလေဒီလောက်အများကြီးကိုဘသူကလုပ်ပေးလဲ။ကဲပါအဆိုငါအခုသွားရမယ်နော်။ဒါတော့ငါရဲ့ဖုန်းနံပါတ်ငါနင့်ကိုလိုချင်တဲ့ဟင်းသီးဟိရွက်တွေပြောပြလိုက်မယ်နော်။ပြီးနင်ပို့ပေးလိုက်ကြလား။ဟုတ်ကဲ့ပါမဒီထဲမှာပါ အမရဲ့နံပါတ်ကိုထည့်ပေးလိုက်ပါ။မြမဒါရီကိုမလုတ်တက်လို့လေ။အော်အေးအေးပေးပေး။ဒရိုက်တာကသူ့ရဲ့ဖုန်းနံပါတ်ကိုအေးမရဲ့ဖုန်းထဲမှာ save လုပ်လိုက်ပါတယ်။ပြီးတော့အေးမြရဲ့ဖုန်းနံပါတ်ကိုလည်းသူ့ဖုန်းထဲမှာယူလိုက်ပါတယ်။ Twitter ကအေးမြကိုဖုန်းနဲ့ပဲ ူကပါဟင်းသီးဟိရွက်တွေကိုလိုချင်လဲဆိုတာကိုပြောပြလိုက်ပါတယ်။ဟယ်လိုအဟုတ်အမတွေ့တာရေညီမအခုဆိုင်ကိုရောက်ရင်အမရဲ့ဟင်းသီးဟိရွက်တွေကိုအရင်ခွဲပေးပြီးတော့အမစီကိုလာပို့ပေးလိုက်ပါမယ်နော်။ပြီးမှပဲလှဲကိုပြင်ဆင်လိုက်မယ်။ပြီးရောအေးမြ။သမီးရေသမီးရဲ့ဟင်းသီးဟိရွက်ရောင်းတဲ့အတဲကအရေးအောင်သဘောကောင်းတာပဲ။တနာစရာကောင်းမလေးခင်ဗျာ။အမြဲတမ်းမနဲ့စောကြီးနင်းအတွက်ဟင်းသီးဟိရွက်တွေကိုခွဲပြီးတော့ပေးသွားတယ်။မနေ့တုန်းကသူပေးသွားတဲ့ရုံးပရိတ်တီးကိုငါချက်လိုက်တယ်။ ရုံးပရိသေးတစ်ခုမှမပျက်စီးနိုင်ဘူးအကုန်လုံးကလက်ဆက်ပြီးတော့စိမ့်နေတဲ့ရုံးပရိသေးတွေကြီးပဲဟုတ်တယ်အမေအေးမြအရင်သဘောကောင်းတယ်ဒါပေမဲ့တနာဆရာအေးမြရဲ့ယောက်ျားကျမ်းမကြီးမကောင်းရှာလို့သူ့မှာသားသမီး၃ယောက်လည်းရှိသေးတယ်သူတယောက်တည်းဟင်သင်ရွက်တွေရောင်းပြီးတော့အသက်မွေးဝမ်းကြောင်းလုပ်နေရတာအေးမြဟာတကယ်အရင်သဘောကောင်းတဲ့သူဖြစ်ပါတယ်ဒါကိုတွေ့တာနဲ့သူ့အမေကလည်းသိပါတယ်တရက်မှာတော့မိုးသေးထန်စွာရွာနေပါတယ်လမ်းတွေကရေတွေနဲ့ပြည့်နေပါတယ် ထွက်ဖို့ဘာလမ်းမှမရှိပါဘူး။အေးမြကဟီတင်ရွက်တွေကိုတော့ဝေလာလိုက်ပါတယ်။ဒါပေမဲ့လှဲပေါ်မှာတော့မစီရသေးပါဘူး။ဒီနေ့တော့မိုးကစိတ်ညစ်အောင်လုပ်နေပြီ။လှဲကိုခဏလောက်ရှက်ပြီးတော့မှဖွင့်ရင်ကောင်းမလားလို့စဉ်းစားနေတာ။လမ်းမှာရေတွေကပြည့်နေတယ်။ဘသူမှဟီတင်ရွက်ဝယ်ဖို့လာမှလည်းမဟုတ်ဘူး။ခဏနေပြီးမှပဲလဲမှဟင်းသီးဟွက်တွေကိုစီလိုက်တော့မယ်လေအခုတော့ဟင်းသီးဟွက်တွေအကုန်လုံးကိုဒီအောက်လေးမှာပဲထထားလိုက်တော့မယ်။အော်တခုလောက်လိုက်မယ် အမတွေ့တာမနေ့တုန်းကတက်သည့်အစိမ်းတွေကိုမာခဲ့တာပဲပြီးတော့တခြားဟင်းသီးဟင်းရွက်တွေကိုလည်းအမတွေ့တာကိုသွားပေးလာလိုက်မယ်ဒီနေ့အမဖုန်းလည်းမဆက်ဘူးသူလည်းမိုးရွာနေလို့ငါဟင်းသီးဟင်းရွက်မရောဘူးလို့ထင်နေရဖြစ်မယ်မိုးရီတွေလည်းနည်းနည်းကျသွားလိုက်မယ်အိတ်တွေကိုဒီလဲပေါ်မှာပဲခြေခဲ့လိုက်မယ်အေးမြကဟင်းသီးဟင်းရွက်အထုပ်ကြီးကိုလဲပေါ်မှာခြေလိုက်ပါတယ်ပြီးတော့လဲကိုတန်ကျိုးနဲ့ခြေပြီးတော့သူကဟင်းသီးဟင်းရွက်တွေကိုပေးဖို့တွေ့တာရဲ့အိမ်ကိုသွားလိုက်ပါတယ်ဒါပေမဲ့ တွေ့တာရဲ့အခြေအနေကမကောင်းဘူးဆိုတာကိုသူကမြင်လိုက်ပါတယ်။ပြီးတော့တွေ့တာကူးတာနေတဲ့ဆရာဝန်ကလည်းတွေ့တာရဲ့ဖုန်းကိုမကင်ပါဘူး။စေယုံမှလည်းဘသူမှဖုန်းမကင်ကြပါဘူး။အဲ့ဒါကြောင့်တွေ့တာနဲ့သူ့အမေကအယံကိုစိတ်ညစ်နေပါတယ်။အမေရေဘသူမှဖုန်းမကင်ကြဘူး။သမီးရဲ့နာကျင်မှုကတိုးတိုးလာနေပြီ။သမီးကလေးမွေးရတော့မယ့်အချိန်ကိုရောက်နေပြီထင်တယ်။အေးသမီးရေငါလည်းနင်သားဖွားမဲ့ဝေဒနာကိုခံစားနေရပြီလို့ထင်တယ်။မိုးကြောင့်ပဲကားမှလည်းငှားလို့မရဘူး။အန်တီရေ အန်တီစိတ်မပူပါနဲ့ဒီနာမလမ်းမကမ်းလေးမှာပဲကျမတီးတဲ့ကားမောင်းတဲ့အကိုကြီးရှိတယ်ကျမသူ့ကိုချက်ချင်းခေါ်လာခဲ့မယ်ဒီနေ့မိုးကြောင်အဲ့ဒီကိုလည်းအလုံးမထွက်ဘူးလို့တော့ကျမထင်တယ်အေးမြကသူတီးတဲ့သုံးမိန်းကားမောင်းတဲ့သူရဲ့အိမ်ကိုသွားလိုက်ပါတယ်မိုးကြောင်အဲ့ဒီကားသမားအကိုကလည်းဒီနေ့အလုံးမသွားပါဘူးအေးမြပြောတော့အဲ့ဒီကိုကသူ့ကားကိုထုတ်လိုက်ပါတယ်သူတို့အားလုံးကတွေ့တော့စေးရုံကိုခေါ်သွားလိုက်ပါတယ်အေးမြကတွေ့တာရဲ့အမေနဲ့တူအဲ့ဒီမှာပဲနေပါတယ်။မိုးကလည်းရက်တန့်သွားပါတယ်။ လမ်းပေါ်ကရေတွေလည်းကျသွားပါပြီ။ပြီးတော့တွေ့သားရဲ့ယောက်ျားဟိန်ထက်ကတီချောင်းကိုတီးလိုက်ရတာနဲ့သူကတန်းပြီးတော့စေးရုံကိုအမြန်လိုက်လာပါတယ်။တွေ့တာကသမီးလေးတယောက်ကိုမွေးဖွားလိုက်တာပါ။ကျေးဇူးပါအေးမြရဲ့။တကယ်လို့ဒီနေ့နင်သာမရှင်ဘလောက်ဒုက္ခတွေရောက်သွားမလဲတော့မသိဘူး။ကိုဟိန်ထက်ရဲ့ရှင်တိလာအေးမြပဲကာသမကိုခေါ်လာပေးရာကျေးဇူးပါအေးမြရေမင်းကဒီနေ့ငါတို့တော်တော်ကူညီလိုက်တာပဲအဲ့ဒီအတွက်ကျေးဇူးတင်စရာပါးချောင်းရှိလို့လဲ ဒါညီမကန်ကောင်းလို့လေညီမအမတွေ့တော့ကူညီနိုင်ခဲ့တာပြီးတော့အမတွေ့တာအရင်ချစ်စရာကောင်းတဲ့သမီးလေးကိုမွေးလိုက်တဲ့အတွက်ညီမအယံပျော်တယ်အခုတော့ညီမမုံအချိုစားမယ်နော်အေးမြကသူ့ရဲ့လဲနဲ့ဟင်းသီးဟင်းရွက်တွေကိုမနှက်ကြရထားခဲ့တာကိုလုံးဝမှိတ်သွားပါတယ်စီးတဲ့တွေအားလုံးကမိုးကြောင်အဲ့ဒီကနေသွားလိုက်ကြပါတယ်အေးမြကဈေးကိုသွားလိုက်တဲ့အချိန်မှာသူ့ရဲ့လဲနဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုတခိုးတယောက်ကခိုးပြီးယူသွားတာကိုတွေ့လိုက်ပါတယ်အေးမြကအလွန်ငိုနေပါတယ် ဒီအကြောင်းကို တွေ့တာနဲ့ဟင်ချက်တော့တိလိုက်ရတော့သူတို့ကအေးမြကိုကူညီကြပါတယ်။အေးမြရေငါတို့ရဲ့ကိုပိုင်ဆိုင်ကအလကားပြစ်နေတာတော်တော်ကြပြီ။အခုနေကငါတို့ရဲ့ဆိုင်မှာနေရဲ့ဟင်းသီးဟင်းရွက်ဆိုင်ကိုနေရဲ့ဟင်းသီးဟင်းရွက်ဆိုင်ကိုဖွင့်လိုက်။အခုကစပြီးနေရဲ့ဆိုင်မှာထိုင်ပြီးတော့ဟင်းသီးဟင်းရွက်တွေကိုရောင်းပြီးတော့စိတ်မပူနဲ့ငါတို့ကနေ့စီကနေဆိုင်ခင်းငါးခေါက်မရှိပါဘူး။နေအေးအေးဆေးဆေးနဲ့ကိုရဲ့ဟင်းသီးဟင်းရွက်ဆိုင်ကိုဖွင့်အေးမြရဲ့မျက်လုံးထဲမှာဝမ်းသာလွန်းလို့မျက်ရည်တွေကျလာပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှအေးမြရဲ့ယောက်ျားစီရကလည်းပြန်ကောင်းသွားပါတယ်။အခုသူတို့နှစ်ယောက်လုံးကအတူတူပေါင်းပြီးကြွကြဆဆနဲ့ဟင်းသင်းရွက်ဆိုင်ကိုဖွင့်ကြပါတယ်။ဆိုင်တဆိုင်ဖြစ်သွားတဲ့အတွက်ကြောင့်အေးမြစီမှာဝယ်သူတွေက ပိုပြီးများလာပါတယ်။အကုန်လုံးကတိကျပါတယ်။တကယ်လို့မနဲ့ဆော့ဆော့လက်ဆက်တဲ့ဟင်းသင်းရွက်ရမယ်ဆိုရင်အဲ့ဒါကတော့အေးမြဟင်းသင်းရွက်ရောင်းသူရဲ့ဆိုင်ပဲဖြစ်ပါတယ်။သက်ဆိုင်ရဲ့အကျင့်တစ်ခုရှိပါတယ်။သူကအမြဲတမ်းနေ့ပတ်စုံချပါတီလောက်ပြီးတော့ ညဘက်ဆိုရင်ထမင်းလောက်ပါတယ်။ဘာပဲဖြစ်ဖြစ်တခါတရံပဲထမင်းတခါတရံထောဘက်ထမင်းတခါတရံထမင်းပေါင်တခါတရံအုံထမင်းထမင်းကတော့ချက်ကိုချက်ပါတယ်။သက်ဆန်ရဲ့ရခမကြီးကသူ့ကိုအချိန်ပေါင်းများစွာတားခဲ့ပါတယ်။အဲ့ဒါလဲသက်ဆန်ကသူ့ရဲ့ဒီအချိန်ကိုလုံးဝမပြောင်းလဲချင်မှာဘူး။ချွေးမရေဒီနေ့ညစာဘာချက်လဲဟေ့။အဖေရေ ထမင်းနဲ့ပဲဟင်းချက်တယ်။ဒီနေ့လည်းပြန်ပြီးထမင်းချက်တယ်ပေါ့လေ။ချွေးမရေငါတူးတွေကအရင်နာတယ်။ ငါညတိုင်းထမင်းမစားနိုင်ဘူးချွေးမရေနေ့ဖက်မှလုပ်ရင်တော့ငါနည်းနည်းစားလို့ရသေးတယ်ဒီလိုလုပ်ပါလားချွေးမငါလည်းနှစ်ယောက်ကလေးအတွက်နင်ချပါတီကိုလှုပ်လိုက်အမေအခုကြုံနေရမယ်ကြုံနေပြီးထားထားတာမရှိဘူးပါပြက်တနာမှမရှိပါဘူးချွေးမရေနင်းချက်ထားတာပဲပြီးလိုက်ပါတော့သက်ဆန်ကထမင်းနဲ့ပဲဟင်းကိုချက်ထားပါတယ်အဲ့တော့ပဲသူကသူ့ယောက်ကလေးနဲ့ယောက်မရှိမှချပေးလိုက်ပါတယ်ဒီလိုလှုပ်လိုက်မယ်ကျမရှင်တွေချပါတီနှစ်ချက်စာ ကျုံကိုနှဲ့ပြီးတော့ခြားပါးဒီနှစ်ချက်လှုပ်ပေးလိုက်မယ်။အော်ထားလိုက်ပါတော့လမြင့်ရဲ့ပြဿနာမရှိပါဘူး။ငါထမင်းနဲ့ပဲဟင်းကိုစားလိုက်ပါမယ်။အခုမင်းကခြားပါးဒီလှုပ်ဖို့ထားမယ်ဆိုရင်ချွေးမပြောလိုက်မယ်။သူ့ကိုပြောလိုက်ပေါ့ဆိုပြီးတော့အဲ့ဒါကြောင့်အခုပဲစားလိုက်ပါတော့။တက်ဆန်ရဲ့နေ့ဘက်မှာခြားပါးဒီနဲ့ညဘက်မှာထမင်းလှုပ်တဲ့အချင်းကတနေ့ပြီးတနေ့ကျိုးတိုးလာပါရဲ့။တက်ဆန်ရဲ့ဒီနေ့ငါရုံကပိတ်တယ်ကွာ။အဲ့ဒီအတွက်ကြောင့်ပူးသီးကြော်ချက်နဲ့ထမင်းကိုချက်လိုက်ပါလား။ငါအရင်စားချင်လို့။အော် အခုကျမကော်ပီကျော်အာလူကျော်နဲ့ချပါတီလောက်ပြီးပြီအခုကျမဘာမှထပ်ပြီးမလုပ်တော့ဘူးပြီးတော့ကျမညကြရင်ပဲဟင်းနဲ့ထမင်းကိုလုပ်မှာကျမအစအတည်းကစီစဉ်ပြီးသွားပြီအဲ့ဒါကြောင့်ခုကော်ပီကျော်အာလူကျော်နဲ့ချပါတီကိုပဲစားလိုက်တော့နော်မင်းကတော့ဟုတ်နေရပဲဘယ်ချိန်မှကြည့်ကြည့်မင်းလှုပ်ချင်တာပဲလှုပ်တယ်ငါညကြရင်ချစ်စနဲ့ပဲဒီစိန်ဟင်းနဲ့ချပါတီလောက်ခိုင်းမယ်ဆိုပြီးစဉ်းစားနေတာမင်းကပဲဟင်းနဲ့ထမင်းကိုချက်မယ်ဆိုပြီးတော့စီစဉ်ပြီးထိုင်နေတယ်အဲ့တော့ဘာဖြစ်လဲရှင်သိရမလား ကျမနေ့ဖက်မှာထမင်းမလောက်ဘူးညဖက်မှာပြင်မှန်းတော့ကျမညမှာပဲထမင်းုံလောက်တာကျမညဖက်မှာချာပါတီမလောက်နိုင်ဘူးလေအေးပြီးရောကွာမင်းစိတ်ထဲမှာပါရာတာလို့ငါအမေကိုဆရာဝန်စီခေါ်သွားမလို့လေလုံခဲ့တဲ့ရက်နည်းနည်းလောက်တည်းကဒူးနာနေတယ်လို့ပြောနေတာကြပြီတော်လာမြင့်ကနေမကောင်းတဲ့အတွက်ကြောင့်တားဖြစ်သူကောင်းခန့်ကတော်လာမြင့်ကိုဆရာဝန်စီခေါ်သွားလိုက်ပါတယ်ဒီမှာကြည်ပါအတော်ကြီးရဲ့ကလပ်ပဲအမေရုံးပရိသည့်ထမင်း ဂိမ်ချင်တဲ့အေးတဲ့စားစရာတွေကိုအတော်အချင်းခဏတာလောက်ထိရှောင်ရမယ်နော်။ဆရာဝန်ရေကျမတို့အေးတဲ့ဘေးရကိုမှမစားပါဘူး။တီကလေးတွေကခဏခဏပြောတယ်။အေးတဲ့ရေခဲမုံနဲ့အေးတဲ့နှို့တွေပါတွေကိုတောက်ပါတဲ့။ကျမတို့ဒိန်ချင်အောင်နည်းနည်းပါးပါးပဲစားတာပါ။ဘာလို့လဲဆိုတော့ကျမဒူးတွေကအယမ်းနာလို့လေ။ဆရာဝန်ရေတခြားစားစရာတွေရှောင်ရမှာရှိသေးလား။တာလေးတွေကိုပဲကိယူဆိုင်ပေးပါ။ပြီးတော့အချိန်မမှန်ဆေးလေးတွေကိုတိုက်ပေးပါ။တော်လာမြင်ကောင်းခန့်တဲ့တူအိမ်ပြန်ရောက်လာပါတယ်။ တက်ဆန်ရေးဆရာဝန်ကအမေကိုစားစရာချို့ဆောင်ဖို့ပြောထားတယ်။အဲ့ဒီထဲမှာထမင်းရလည်းပါတယ်။မင်းညတိုင်းထမင်းလောက်တယ်မလား။အဲ့ဒါအမေကိုဒုက္ခအများကြီးပေးနိုင်တယ်။အဲ့ဒါကြောင့်အခုအမေအတွက်ချပါတီပဲလုပ်လိုက်တော့ပြီးရောလုပ်ပေးပါမယ်။ဒါပေမဲ့ဒီနေ့တော့စားစရာတွေအဆင်သင့်ဖြစ်နေပြီ။အဲ့ဒါဆိုလဲဘာမှမဖြစ်ဘူးလေ။အမေအတွက်ချပါတီတော့လုပ်လိုက်။အော်နောက်တစ်ခုထပ်လုပ်။အဖေအတွက်လည်းလုပ်လိုက်တော့အလုပ်တစ်ခုပြီးတစ်ခုတိုးတိုးပြီးပေးနေတယ်။သက်ဆန်ကဒေါသဖြစ်ပြီးမိဖို့ကြောင့်လည်းဝင်သွားလိုက်ပါတယ်။ အဲ့ဒီမှာသူရခမကမိဖို့ကြောင့်မှချပါတီလုပ်နေတာကိုသူကတွေ့သွားပါတယ်။ဩကျမလုပ်ပေးနေရပဲလေအမေကဘာလို့ထလာလဲတကယ်လို့အခုသူကအမေချပါတီလုပ်နေတော့မြင်သွားတယ်ဆိုရင်တမီးကိုပဲအော်လိုက်မယ်။ဘာမှမဖြစ်ပါဘူးချွေးမရေနင်ကလည်းတနေကုန်အလုပ်တွေလှုပ်လှုပ်ပြီးတော့ပေးမန်းသွားတယ်လေချပါတီတစ်ချက်နှစ်ချက်ပဲလှုပ်ရမှာလေအဲ့ဒါမကြပါဘူးကွယ်နင့်အတွက်ရောလှုပ်ပေးရမလားနင်စားမလားချွေးမမဟုတ်ဘူးကျမမစားချင်ဘူး အမေကအမေအတွက်နဲ့အဖေအတွက်ပဲလှုပ်လိုက်တော့ကျမတော့ထမင်းမစားမယ်ဒေါ်လာမြင့်ကသူ့ရဲ့စားစရာတွေကိုပကံထဲမှာထည့်ပြီးတော့မိဖို့ကြောင့်ထဲကနေထွက်သွားလိုက်ပါတယ်သက်ဆန်ကသူ့ရဲ့အလေချင်းကို လုံးဝမစွန့်လွတ်ပါဘူးနေ့ဘက်မှာချပါတီနဲ့ဟင်းကိုချက်ပြီးသွားရင်သူကညဘက်မှာထမင်းကိုလှုပ်လိုက်ပါတယ်သူရဲ့ရောက်ကတိနဲ့ရောက်ခမကချပါတီပဲစားချင်တယ်ဆိုတော့ကို तू ကမြင်တော့ तू ကနေဘက်မှာချပါတီများများလေးကိုစားပြီးတော့လှုပ်ပါတော့တယ်အဲ့ဒါမှ तू ကညဘက်မှာချပါတီထက်ပြီးတော့မလှုပ်ရအောင်လို့ပါ ပြီးတော့သူကတော့ထမင်းပဲစားပြီးနေချင်တာပါ။အမေရေကျမနေ့လေအားချပါတီအများကြီးလှုပ်လိုက်တယ်။အမေနဲ့ဖေကညဘက်ဆိုရင်ချပါတီကိုစားတယ်ဆိုတော့ကျမသိရဲ့။အဲ့ဒါကြောင့်ကျမလေအခုမေတို့အတွက်ချပါတီကိုနေ့လည်ခင်းဖက်မှာပဲလှုပ်လိုက်မယ်လို့စဉ်းစားလိုက်တယ်။ဒါပေမဲ့ချွေးမရေချပါတီကအေးသွားတော့ပြီပေါ့။အော်လှမြင့်ရေဘာမှမဖြစ်ပါဘူးကွာ။အေးတော့လေအဲ့ဒါကိုဒဲဦးပေါ်မှာအပူလေးပေးလိုက်မယ်လေ။မင်းနဲ့ငါပဲစားရမှာလေ။ကဲသွားချွေးမရေကိုသမင်းကိုစားလိုက်တော့ သက်ဆန်ကသူ့ခန်းထဲကိုသွားလိုက်ပါတယ်။သူ့ရဲ့ရောက်ကတိနဲ့ရက်ခမကနေ့လယ်ကချာပါတီကိုပဲစားလိုက်ကြပါတယ်။သက်ဆန်ကသူ့ရဲ့အချင်းချောင်းညဘက်မှာထမင်းချက်တိုင်းသူ့ရောက်ကတိနဲ့ရက်ခမတို့ချာပါတီကိုနေ့လယ်တည်းကလှုပ်ပြီးထထားလိုက်ပါတယ်။တရက်မှာတော့သက်ဆန်ကသူ့ခန်းထဲကခုံပေါ်တက်ပြီးတော့ပီယိုပေါ်မှာပစ္စည်းတစ်ခုခုကိုရှာနေပါတယ်။ငါငါရဲ့ပတ်စံအိတ်အစ်စ်လေးကိုဘယ်မှာထားလိုက်လဲမသိဘူး။ဒီပီယိုပေါ်မှာပဲတင်ထားတာလေ။အမရဲ့တတိထားနော် ခုံကပြုတ်ကျသွားမယ်ခဏနေအောင်ညီမလာခဲ့မယ်အိမ်ဖော်မကပြေးပြီးသွားနေတဲ့အချိန်မှာပဲသက်ဆန်က ခုံပေါ်ကနေပြုတ်ကျသွားပါတယ်သက်ဆန်ရဲ့အော်တန်ကအကျဉ်းထွက်လာပါတယ်ကောင်းခက်နဲ့တော်လာမြင်အားသက်ဆန်ကိုဆရာဝန်စီခေါ်သွားလိုက်ပါတယ်သက်ဆန်ရဲ့ကြောရိုးကအသားကကွဲသွားပါတယ်အဲ့ဒါကြောင့်သက်ဆန်ကရက်အနှဲငယ်လောက်တည်းအိမ်ရထဲမှာပဲအနားယူရပါမယ်အမေဒါရီကသက်ဆန်ရဲ့ဆေးရည်အကုန်လုံးမှာဆရာဝန်ကနောက်ဘက်ကျရင်လာဖို့ခေါ်ထားသေးတယ် ။ตาရေစိတ်ပူစရာတော့မရှိဘူးမှလား။ဆရာဝန်ကဘာပြောသေးလဲ။အဖေရေကြောရိုးရဲ့အသားကွဲသွားတယ်။အဲ့ဒါကြောင့်ပြန်ကောင်းဖို့အတွက် ရက်အနည်းငယ်တော့ကြာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအတွင်းမှာသက်ဆန်ကအိယာထဲမှာပဲအနားယူရမယ်တဲ့။အမလေးခါအရမ်းနာတာပဲ။ဩငါရဲ့ချွေးမလေးကအရမ်းကိုတတ်တိရှိတယ်။ကြည့်နေလိုက်။နင်မြန်မြန်လေးနေပြန်ကောင်းသွားမယ်။ငါနင့်ကိုအားရှိဖို့အတွက်စားစရာကောင်းကောင်းလေးတွေလုပ်ပြီးကျွေးမယ်။အဲ့ဒီခါကျရင်နင်အားရရှိလာလိမ့်မယ်။ ်သက်ဆိုင်ရဲ့ကြောယုကနာကျင်နေပါတယ်။အဲ့ဒါကိုသူ့ရောက်ခမနဲ့ဂျန်နဲ့မိသားစုဝင်တွေကလည်းနားလည်ကြပါတယ်။လူတိုင်းရောသက်ဆိုင်ကိုအားပေးခဲ့ကြပါတယ်။သက်ဆိုင်ရဲ့ရောက်ခမဒေါ်လာမြင့်ဟာသူ့ချင်းမအရင်ကယူဆိုင်ပါတယ်။သက်ဆိုင်ကသူ့ရောက်ခမက သူ့မယင်းလိုပဲသူ့ကိုကယူဆိုင်နေတာကိုမြင်ရပါတယ်။သက်ဆန်ကအရန်နောင်တာရနေပါတယ်။သူကသူ့ရခမနဲ့ရောက်ကလေးအတွက်ခြာပါတီနှစ်ချက်လှုပ်ဖို့တောင်အရန်တွန့်တိုနေတာပါ။ ပြီးတော့သူတို့ကိုနေခင်ဖက်ကအေးတဲ့ချပါတီကိုပေးပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ညဘက်ဆိုသူကထမင်းချက်ပြီးထမင်းစားရတာပဲကြိုက်လို့ပါ။သူကသူ့ရောက်ခမနဲ့ရောက်ကတိရဲ့အသက်ကိုတောင်ထည့်မစင်စားပေးပါဘူး။တက်ဆန်က သူ့အမောင်းကိုနားလဲသွားပါတယ်။ပြီးတော့ရက်အနှင်းငယ်ကြတော့သူ့နေပြန်ကောင်းပြီးနောက်သူကသူ့အမောင်းကိုပြန်ပြန်လိုက်ပါတယ်။သူကညဘက်မှာထမင်းချက်တိုင်းချပါတီနည်းနည်းလေးကိုပါလှုပ်လိုက်ပါတယ်။အဲ့ခါကျရင် သူ့ရောက်ကတိနဲ့ရောက်ခမကထမင်းမစားချင် တို့ကချပါတီပူပူလေးစားလို့ရအောင်မှာ